ဂျိုဝိုင်းနဲ့ပတ်ပြီးတဲ့ကောင်လေးကိုစောကားပြေးမဲ့ကြောသားဝင်းရဲ့ထိုးချက်တွေနဲ့ချော့သိမ့်မှုဖြစ်ပွားခဲ့တဲ့ပွဲအားလုံးပဲမင်္ဂလာပါထားမထားတဲ့ဆရာကြားတို့ channel ကနေတင်ဆက်နေပါတယ်ဂျောသားဝင်းကတော့ရောက်ချင်းမှာပဲကောက်ကောက်ပြင်းပြလိုက်တာဒိုင်းဖိုင်တာကိုမတူရင်မတူနဲ့လို့ပြောလိုက်သလိုပါပဲနေထားမိုးနဲ့မြေလို့ကွာချားပြီးတော့ကြော်ရဲ့ဂုံသတင်းကြော်စောမှုကလည်းဒိုင်းနိုင်ငံကမွေထိုင်းပွဲစီစဉ်သူတွေအကြိုက်တွေ့ရတဲ့အထိပရိသတ်အင်အားကလည်းတောင်းတင်းလွန်းတာဖြစ်ပါတယ်မြန်မာပြည်လက်ဝေးလောကမှာတော့ကြော်ကြီးလို့ဆိုတာနဲ့မသိသူမရှိသလို့ ထိုင်းမြည်မာလဲတိုင်းတွေမချခင်ဒီကြော်ကြီးရဲ့မွေထိုင်းပွဲဥတွက်ဟာပရိသတ်ဝင်ရမှုတွေများပြားခဲ့ပါတယ်။ဝမ်မာပွဲမရခင်လဲလက်ရည်စမ်းတဲ့အနေနဲ့ကြော်ကြီးဟာလော်မနီစူပါဖိုက်မှာပဲပွဲထိုးခွင့်ရခဲ့ပါတယ်။တရား၄၂ပေါင်တန်းမှာပွဲထိုးခွင့်ရခဲ့တဲ့ကြော်ကြီးနေထားကတော့ကြွေသွားလောက်တယ်လို့ပြောလို့ရပြီးတော့အရင်လုံးကထပ်ပိုမိုက်တဲ့လေးချင်းမှုပုံစံတွေကြောင့်ခန္ဓာကိုယ်နေထားဘာညာတော့အရင်ကလက်ဝဲပွဲတွေထိုးတော့ကြော်သာဝင်းနဲ့တိတတာကိုကွာခြားသွားတာကိုမြင်ကြရမှာပါ။ကျော်ကြီးနဲ့မွေတိုင်းဖိုင်တာတို့ရဲ့ပွဲကိုစီစဉ်သူတွေကရေစုံနှစ်ပွဲမြောက်ကနအုပ်စီစဉ်ထားပြီမယ်ကျော်ကြီးရဲ့ ဆိုရှယ်မီဒီယာထပ်မှာပြင်ပမှာရောမြန်မာပြည်သက်တွေအားပေးမှုကကြမ်းတဲ့တော့လုံမနီစူပါဖိုက်ကတောင်ဝင်းစီတွေရာပွဲကိုခုနှစ်ပွဲမြောက်ထိရွှေ့လိုက်ရတဲ့အထိပါပဲဒါတော့ကျော်ကြီးကိုတာမန်ဖိုက်တာလို့ပဲထင်ခဲ့တဲ့လုံမနီကပွဲစီစဉ်သူတွေအနေနဲ့သူတို့တင်သမျှပိုစတာနဲ့ပို့စ်တွေမှာကျော်ကြီးပုံနဲ့ပို့စ်တွေကလွဲလို့ကြမ်းတဲ့ပို့စ်တွေဟာလူစိတ်ဝင်စားမှုမရှိတဲ့အတွက်ကျော်ကြီးရဲ့အနေထားကိုစဝေးစွားလို့မထင်မဲနဲ့မဝေဝါပဲရေများများခံလို့ရမယ်အနေထားမျိုးဖန်တီးကမြန်မာကက်ပရှင်တွေနဲ့ပို့စ်တွေဇက်တိုက်တင်ကုန်တဲ့အထိပါပဲ ဒါတော့တွဲဆိုင်ရလဲနောက်ဆွေထားအတွက်ကျွန်တော်တို့ကြော်ကြီးရဲ့ပွဲကိုကြည့်ရဖို့အချိန်နဲ့တော့စောင့်လိုက်ရတာဖြစ်ပါတယ်။အဲလိုနဲ့ကြော်ကြီးလက်အပြာတောင်းကနေတင်ဆက်သူရဲ့ချီမုံငန်းဖွင့်တဲ့တွင်ကြားကနေလက်ခမောင်းခတ်ပြီးတော့ကိုင်းနဲ့ဟိုအမဲလိုက်ဖို့ဝင်လာခဲ့ပါတယ်။ကြော်တော်ဝင်းကတော့ပထမချီစားလို့ကလေးကထိုင်းဖိုင်တာကိုမွေတိုင်းပညာဆန်းခဲ့ပြီးတော့ခြေကန်ချက်ထိုးချက်တွေကိုစားလုပ်ခဲ့ပါတယ်။ဘော်ဒီရှော့တွေနဲ့ကြော်ကြီးရဲ့ထိုးချက်တွေကိုဇိုးဆက်ဆက်တောင်မခံနိုင်ဘူးဆိုတာပထမချီမှာပဲထိုင်းဖိုင်တာရဲ့မျက်နှာဖေးကတစ်ချက်မေးစရာမလိုပဲသိတာခဲ့တယ်လို့နောက်ဆုံးအချက်မရှိဘဲထိုင်းဖိုင်တာရှီမတိုးရတဲ့အထိကိုမှဂျိုးဝိုင်းနဲ့ဟိုပတ်ပြေးလို့နေခဲ့ရပါတယ်။ ပရမကြီးမှာကန်ကောင်းပြီးတော့ TIE Fighter ကြော်ဝါလန်ရောင်ရိုက်ချက်တစ်ချက်ကြော်ကြီးမျက်ကုံးထိပြီးတော့ကွဲသွားခဲ့မယ်ကြော်ကြီးကတော့ဖြုတ်ကိုက်တာတော့မမှုပဲ TIE Fighter ကိုပဲထပ်ပြီးတော့တီးခဲ့ပါလေစော်ပါလေးပြင်းမယ်အဖော်ပါလေးပြင်းမယ်ဆိုတော့ကြော်သာဝင်းရဲ့ဒုတိယချီမှာတော့ TIE Fighter ပကတုံချိုင်းတယောက်ကြော်ကြီးရဲ့ဆက်လက်သီးတွေကိုတစ်ချက်ပြီးတစ်ချက်မြည်နေရတဲ့အတွက်နောက်ဆုံးမှမခံနိုင်ရှာပဲဂျိုးဝိုင်းနဲ့အိတ်ပြိုဖို့လုံနေလို့ဒိုင်လူကြီးကအမှတ်စဉ်ကြီးလိုက်ရပါလေခဏခဏအိတ်ချင်းနဲ့ TIE Fighter နောက်ဆုံးမှကြော်ကြီးကအပြတ်ဖြတ်ခဲ့လိုက်ပြီး TIE Fighter ကိုဒုတိယချီမှာပဲအမောက်သိပ်ပြခဲ့တယ်လို့ဒိုင်မာဝင်တိုင်းနဲ့ ရုပ်ပြက်ဆင်းပြက်ကိုပြစ်လဲကျသွားတဲ့အထိကမှကျော်ဦးရဲ့ပါဝါတစ်ပောက်ကတော့စာနာမထောက်တဲ့အထိကိုပြင်းနေစွာ Time Fighter လေးသီးသွားရှာပါပြီ။ဒါကြောင့်မြန်မာရိုးရာလက်ဝေးသမားပြီးပြီးလက်ခမောင်းကြီးပြပြီးတော့မွေတိုင်းပွဲမှာမွေတိုင်း Fighter ကိုကျိုးဝိုင်းနဲ့အိပ်ပြောင်ဆုံးမပေးနိုင်ခဲ့လို့ဖြောပြမှုအပြေးဝပေးတဲ့ပုံစံကြောင့်လေပရိသတ်တိုင်းကကျော်သာဝင်းဆိုတဲကြီးကြိုက်ကြတာလက်ခံရပါမယ်။ကျော်ဦးရဲ့ဆက်လက်သီးတွေကလည်းတနင်းတပိုးလို့ပြောလို့ရပြီးတော့နောက်လာမဲ့ပွဲတွေမှာလည်းအခုလိုထိုးချက်ကန်ချက်တွေနဲ့လန်ထွက်နေတဲ့ကျော်ဦးကိုကျွန်တော်တို့ဆက်ပြီးတော့မြင်ကြရပါအောင်မယ်။အခုဆိုရင်ကျော်ဦးကတော့တော်ဦးကိုထိုးပြလိုက်လို့ပွဲဥတွက်လှခဲ့သလို ဖက်တက်ချင်းကလူတွေအတွက်လည်းဂျော်ကြီးရဲ့လက်စွပ်ဟာထက်တန်းလောက်ဆိုတာကောင်းကောင်းကြီးတည်သွားရှာပါပြီဂျော်ကြီးကတော့ breather တွေတင်ဂျိုးဝိုင်းနဲ့ခေါ်လာတာမဟုတ်ပဲသူရဲ့နာမည်ကျော် DJ တွေကပြိုင်ပတိုင်း feed တနေရလောက်အောင် power ပေးနေလက်သီးတွေမြန်ဆန်တဲ့ပုံစံကြောင့်အားလုံးကအခုဆိုဂျော်ကြီးမှဂျော်ကြီးပဲဖြစ်နေကြပြီလို့ပြောနေနေဤကုန်းချုပ်လိုက်ရပါတယ် breather တွေရောဂျော်ကြီးရဲ့ဘွဲဥဒ်မှာကျွဲဘလူးခတ်ထားတဲ့ဆိုးတဲ့ထိုးချက်တွေကြောင့် comment မှာသုံးသပ်ပေးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်